င်ရေပေးတော့ဆိုလို့ရှိရင်ညီမကိုယ်တိုင်ပေါ့နော်ရေထဲပါသွားတာပေါ့ရေကတက်လာတာရှင်မျက်စိရှင်မျက်စိကနေဒူးပေါ့နော်သွားနေရင်လည်းတက်လာမှာရေဒလာလောက်ထိရောက်သွားတယ်အကင်းနေဆိုလို့ရှိရင်လည်းတက်လာတာပေါ့လေကိုယ်ပေါ်တွေလည်းတက်ခါရှာပေါ့အဲ့လိုမျိုးမွေးတွေရောပေါ့နော်ဘယ်ဘက်ကြီးကြီးညာဘက်ကြီးကြီးပေါ့နော်အဲ့လိုရေပြင်းဖြစ်သွားတယ်ရောတော်တော်လိုအသက်လွတ်ပြီးပြေးလာရတာဖြစ်တဲ့ကြောင့်မို့လို့ညီမတို့ကဟိုလုံးဝဟိုအဲ့ရတဲ့မှာ၃ရက်လောက်တောင်လဲသွား ဆီယမားလေးဆိုရေပန်စားနေပြီမယ်ညီမအရင်ပင်မန်းနေပေါ့နော်အော်ဒီပွဲကလည်းနေစဉ်ရက်ဆက်မဟုတ်ဘူးဂျာမန်နားရက်တွေရတယ်ရတဲ့ရက်တွေဆိုတော့ညီမဟိုလုပ်ငန်းတာဝန်တွေပြန်လုပ်ရတာရှိတယ်ပေါ့နော်အဲ့တော့အရင်တော့ပင်မန်းနေအခုဆိုလည်းညီမတော်တော်နေမကောင်းဖြစ်နေတာပေါ့ညီမကတောင်မျိုးပေါ်ကတော့မဟုတ်ဘူးပေါ့နော်ညီမကငငယ်ကတော့တောင်မျိုးဘီနာဆွာမျိုးပေါ့နော်ဆွာမျိုးမှာကြီးပြင်းလာတယ်အရွယ်ရောက်တဲ့ခါကျတော့ညီမကဒီတောင်မှာပဲအရှိအရှာဖြစ်သွားပြီးတော့တောင်သူဖြစ်သွားတာပေါ့ဟုတ် တဲတုံးကဆောင်ခဲ့တဲ့ခုံကိုလည်းကိုယ်လည်းကြမှာတော့မကြစေခြင်းမူအများကြီးတော့စူးစမ်းနေပါတယ်ဗောနော်ဟုတ်မြေစောကိုစပြိုင်နေတာသူက beauty patient မဟုတ်ပဲနဲ့ social patient တစ်ခုဖြစ်တယ်ဗောနော်လူမှုအကျိုးပြုလုပ်ငန်းတွေအများကြီးလုပ်နိုင်မယ်ထင်လို့ညီမတို့အဲအဲ့ အရာလေးတစ်ခုတည်းနဲ့ဝင်ရောက်ပြီးတော့ပြန်ခဲ့တာပေါ့နော်မြေသောတာရခဲ့မယ်ဆိုလို့ရှိရင်ညီမဒီညီမလုံနေတဲ့ဒီပညာပေးတာတွေဟိုးလုံးဝမလူသူရောက်ပေါက်နေနေတဲ့နေရာတွေအထိပါညီမကိုယ်တိုင်သွားရောက်ပြီးတော့ဒီ bright တက်ပညာရေးတွေလုပ်ပေးဖို့ရှိပါတယ်ဘာလို့ညီမကိုယ်တိုင်လည်း first post တင်ကြခဲ့တော့ဆိုလို့ရှိရင်အရန်ကိုခေါင်းနဲ့82အိမ်ပဲရှိပြီးတော့ဖုန်းလိုင်းလည်းမမိဘူးလမ်းလည်းမရှိဘူးပေါ့နော်အဲ့လိုနေရာမှာကြားခဲ့တာဖြစ်တဲ့တာဝန်ကြားခဲ့တာပြီးတော့အဲ့ဘက်ကကလေးတွေရဲ့ပညာရေးလိုလားတဲ့စိတ်မိဘတွေရဲ့ဒါကြောင့်ဆရာဆရာမတွေပေါ်ထားတဲ့စိတ်တွေပေါ့နော်ကြီးညိုတဲ့စိတ်တွေအဲ့လိုမျိုးအရန် PT ဖြစ်ခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့လည်းဒီလိုပညာရေးကိုလိုချင်တယ်မှရဲ့အဲ့တော့ပေးချင်တယ်ပေါ့နော်သူတို့ကြတော့ဝေးလံခေါင်ပြတော့တောင်းတန်ရုံဘယ်သူမှမသိကြတဲ့နေရာတွေရှိတယ်ပေါ့နော်ညီမကိုယ်တိုင်လည်းရောက်ခဲ့ပြီးတော့ကိုချင်းစားတယ်အဲ့တော့အဲ့လိုနေရာတွေမှာညီမပညာရေးတွေလိုက်ပြီးတော့ဖြန့်ဝေပေးချင်တယ်အသိပညာတွေအများကြီးဖြန့်ဝေပေးချင်ပါတယ် ဒီညီမက2014ပေါ့55ပေါ့အဲ့လောက်တည်းကညီမကဒီလိုက်ရင်ကြည့်မယ်ပေါ့နော်ရီရာရှင်မျိုးနဲ့ကိုစားပြုလိုက်ရင်ကြည့်မယ်ရထားတာအဲ့တော့ဟိုငယ်သေးတဲ့အသက်ကတော်တော်ငယ်သေးတဲ့အချိန်မှာမိတ်ကပ်အငြင်းလိမ့်ရတဲ့အခါမှာအဲ့တော့က skin care ဘာညာဆိုတာလည်းမရှိသေးဘူးမာရယ်အဲ့တော့ခါကျတော့သူဒီသုံးရင်းသုံးရင်းနဲ့ဒီ make up တွေရနေပြီးပါတဲ့ steroid တွေပါတွေထိပြီးတော့ညီမမျက်နှာတော်တော်ကိုဆိုးသွားခဲ့ရပါဒါဆိုတော်တော်ပြန်ကောင်းလာတဲ့အနေထားပေါ့အော်ညီမဒါနောက်တစ်ဆင့်လောက်လုပ်ပြီးသွားလို့ရှိရင်တော့ကုန်ချောသွားပြီပေါ့နော်ဟုတ် ငယ်သေးတော့မသိဘူးပေါ့နော်မျက်နှာမှာတခုခုဓာတ်မတဲလို့ပေါ့နော်အရွယ်ရောက်လို့ဝက်ချန်ထွက်တယ်လို့ပဲထင်လိုက်တာဟောကိုက15နှစ်သမီးလောက်တည်းကလိုက်ရင်ချင်းပဲဖြစ်တာဆိုတော့ဟော16 18တာပုံမှန်ပဲပေါ့လူကြီးတွေကလည်းလို့ပဲထင်တာနောက်ပိုင်းကျတော့ပုံမှန်မဟုတ်ဘူးပေါ့နော်မျက်နှာတပြင်းလုံးဖြစ်ပဲညီမနှာခေါင်းလေးပဲကျန်အဲ့လိုထိဆိုးသွားတော့ညီမအဲ့လိုမျိုးဖြစ်သွားတော့ခါကျတော့တော်တော်ဆိုးဆိုးဝါးဖြစ်သွားခဲ့ရဆိုတော့ဟိုဘယ်လိုပြောမလဲမှန်နေလဲမကြည့်ချင်ဘူးအပြင်လဲမထွက်ချင်ဘူးကြောင်းအောင်တစ်နှစ်နားလိုက်ရတယ်ညီမတခြားနူးတဲ့နေရာတွေတော်တော်များများမှာသူကဒီ ဝက်ရှင်အကြီးပေါ်မှာရဲ့အဲ့လိုမြုံလိုက်ကြီးတယ်အဲ့လိုရေထွက်တာပေါ့အဲ့ဒါကနေပြီးတော့ဒီမျက်နှာပြင်ရဖို့တော်တော်ကြိုးစားရတာငါးနဲ့၆နဲ့တော့ကြာလိုက်တယ်ဘာလို့ဆိုတော့ဘဟုထုရမရှိရလဲပါတာပေါ့နော်အမရဲ့ဘဟုထုရမရှိရလဲပါတယ်အဲ့ခေတုန်းကဒီ skin care ဘာညာဆိုတာလည်းအရင်မဖွင့်ပြိုးသေးရလဲပါတဲ့အနေအထားတစ်ခုမှာညီမကဘာဖြစ်လို့ဖြစ်မှန်းကိုကိုကိုမသိရတာပေါ့နော်ညီမတို့ကနေဘက်ကဆိုတော့ပိုဆိုးတဲ့ဘဟုတုတနဲတာပေါ့အဲ့ဒါကြောင့်မို့လဲညီမဘဟုတုတပညာရေးတခုလည်းမဟုတ်ဘဲနဲ့ဘဟုတုတအစုံပေးခြင်းတဲ့အတွက်ကြောင့်မို့ညီမ pride ကိုလောက်တာပဲရှင် စိတ်သက်တော်တော်ကြရတယ်။မာဘာလို့ဆိုတော့တခြားမင်းကလေးအရန်လာနေတဲ့အချိန်ပေါ့နော်။18 19လောက်မှာကိုကဒီလိုကြီးဖြစ်နေရဲဆိုတော့တော်တော်များများလည်းကို့အတွင်မျက်နှာကိုအတွင်ဟဲမျက်နှာကြီးကဘာဖြစ်တာလဲဆိုမေးလိုက်ရောကိုကိုကိုတိတ်ငယ်တာ။ တငယ်ရဲဆိုတော့ငါမျက်နှာတော်တော်ဆိုးနေလားပေါ့ကိုကတော့သူတို့မမြင်သေးဘူးမိတ်ကပ်တွေစပင်းတွေနဲ့ဖုံးထားတယ်ဒါပေမဲ့သူတို့ကလာမီတဲ့အခါကျလို့ရှိရင်ဝင်နေရပေါ့မရယ်ဟိုကိုကမမြင်သေးခြင်းဦးလေဒါကိုကိုအားနေချက်သူတို့အားနေချက်ကျူဒဲမေးသူတို့ဖြစ်တော့ဝင်နေခဲ့တယ်ဒါပေမဲ့နောက်ပိုင်းကျတော့အခါကျတော့ဒါသည်ကူးလိုက်လို့ရှိရင်ပြတ်သွားနိုင်တဲ့အရာတစ်ခုပေါ့အဲ့ဒါကိုကိုဟာကိုပြန်အားယူပြီးတော့ဆရာဝန်နဲ့တေချာပြန်ပြတဲ့အခါမှာညီမတကယ်ကိုပျောက်ကင်းသွားတဲ့အခါမှာကျတော့တခြားလူတွေတွေ့လို့ရှိရင်လည်းဒီလိုလိုလိုရတယ်ဒီလိုလိုရတာအားနေအားနေချက်မဟုတ်ဘူးပေါ့ပြတ်သွားမယ်ပေါ့အဲ့လိုလေတော့မိုတီဗီယံပေးဖြစ်ပါတယ်ဟုတ် အခုဘဟုဒရဘိုင်ရလဲဆိုလို့ရှိရင် skin care ဆိုလို့ရှိရင်လည်းကိုစမ်းသပ်ပြီးမှရေသုံးဖြစ်တယ်ဘာပဲဖြစ်ဖြစ်နှစ်မျိုးတက်တာနဲ့မလုတော့ဘူးအရင်တော့နှစ်မျိုးတယ်သုံးလိုက်တယ်တက်တက်မတက်တက်နှစ်မျိုးစရာကြီးဆိုပြီးအခုတော့အဲ့လိုမရှိတော့ဘူးဆိုတော့ကိုကိုကိုတိုင်းခံစားရတာကိုပဲသိတယ်ပြီးလို့ရှိရင်ညီမဆိုရင်ကတလောက်မော်ရယ်ရိုက်တယ် PRK တွေဘာတွေပို့လို့ရှိရင်လည်းကိုသုံးကြည့်တယ်အစင်မပြေဘဲနဲ့တော့ကိုကလည်းလေကောင်းပါတယ်လို့မပြောဖြစ်တော့ဘူးအားကြောင့်လဲဆိုတော့ခါကျတော့ကိုကိုတိုင်းကြုံဘူးတယ်ကိုလိုပဲတခြားလူတွေကမကြုံစီချင်ဘူးမမရယ်အဲ့လိုမျိုးဖြစ်သွားတာပေါ့တောင်ရီပေးတော့ဆိုလို့ရှိရင်ညီမကိုတိုင်းပေါ့နော်ရေထဲပါသွားတာပေါ့ ပါသွားတယ်ဆိုတော့ညီမတို့တင်နန်းတစ်ခုပေါ့နော်တက်နေရင်တန်လန်းနေပြီးတော့ရေကတက်လာတာရှင်မျက်စိရှင်မျက်စိကနေဒူးပေါ့နော်သွားနေရင်လည်းတက်လာအမရဲ့ဒီလောက်လောက်ထိရောက်သွားတယ်။ဒါပေမဲ့ညီမတို့တောင်ကလည်းစစ်တောင်းတရားအဲ့စစ်တောင်းမြင့်ရှိတာဆိုတော့လေအဲ့မြင့်ရေကအမြန်တက်တော့လေသူ့ရေတက်နှောင်းကတော်တော်ဆိုးတယ်အမရေနည်းနည်းလေးလွတ်မဲ့နေရာကိုတက်တက်တက်ကုန်းပေါ်တက်တက်ရင်းနဲ့နောက်ဆုံးအဲ့ကုန်းကလည်းမကုန်းမဟုတ်တော့ဘူးပေါ့နော်တပြည့်နဲ့ရေတွေတက်လာတာပေါ့အဲ့ဒီမှာဘာဖြစ်လဲဆိုအကောင်နေပေါ့ ဟိုကင်းနေဆိုလို့ရှင်လဲလို့လေညီမရဲ့ဟိုတက်လာတာဗောလေကိုပေါ်တွေလက်တက်ခါရှာဗောအဲ့လိုမျိုးမွေးတွေရောဗောနော်ဒါပေမဲ့သူတို့ကလည်းဟိုရေနဲ့မျောလာတာဆိုတော့ကို့တော့ဘာမှမလုံနိုင်ဘူးဗောလေဒါပေမဲ့လည်းဟိုတော်တော်ဆိုးဆိုးဝါးကြောက်ခဲ့ရတာဗောအဲ့ရုံကတော့ဘယ်ဘက်ကြီးကြီးညာဘက်ကြီးကြီးဗောနော်အဲ့လိုရေပြင်းဖြစ်သွားတယ်ဗောအဲ့ဟာနေပြီးတော့တော်တော်အသက်လွတ်ပြီးပြေးလာရတာဖြစ်တဲ့ကြောင့်မို့လို့ညီမတို့ကဟို လုံးဝဟိုအဲ့ရတဲ့မှာတောင်းရက်လောက်တောင်လဲသွားတယ်အဲ့ဒါပြီးမှပဲညီမဘိုးဘိုးထုတ်လို့ရရနေပြီးတော့ဒီတောင်းမှာရေပေးလာလှူဖို့ရှိရဲဆိုတော့အကိုလေးလာမယ်ပေါ့နော်အနုပညာရှင်တွေလည်းလာမယ်ဆိုတော့အတောင်းနေခင်ညီမပဲရှိတာဆိုတော့သူကူညီအောင်ဆိုမှအကြမ်းအဲ့ရတဲ့ကနေကုန်းထပြီးတော့အဲ့ဒီအချိန်မှာလည်းညီမအိမ်ကတဝက်မြုပ်နေရမှာရဲ့အဲ့ရေတွေကနေပြီးတော့အဲ့လိုသွားခဲ့ရတာဆိုတော့လေရေကိုတော်တော်ကြောက်သွားတယ်ညီမပါတယ်မှာ ဟုတ်ကဲ့ဟိုတောင်မှာလည်းအဲ့လိုရေကြီးတာဒီတဝဘေးနဲ့လေပထမဦးဆုံးလို့ပြောလို့ရတယ်အမတောင်မှာအဲ့လောက်ကြီးကြီးမမမဖြစ်ခဲ့ဘူးပေါ့လေဟုတ်ကဲ့အဲ့မှာပြောပြောပါတက်ထွက်သွားနေတာဘယ်လိုပါပါလဲဟုတ်ကဲ့မျောရတာပေါ့လေဒါပေမဲ့ညီမတို့ကိုဆွဲထားတာပေါ့ဒီလိုမျိုးတွေ့ရမြင်ရကင်ထားရတာအဲ့လိုမျိုးတော့ရှိတာပေါ့အဲနောက်ဆုံးကြတော့မှဒီဟိုကယ်ဆယ်ရေးတွေလာတဲ့ခါကြတော့မှဒီမှာပေါ့ဆိုတော့ယူနီဖောင်းနဲ့လည်းဖြစ်နေသူတို့ဆွဲတင်သွားဆီယမ်မရေမြုပ်နေရပေါ့ ညီမငကူတွေကလည်းငငယ်တွေကရေကြောက်တဲ့ထဲပါတယ်ပေါ့ရေကြောက်တဲ့ထဲပါတယ်ဆိုတော့ဟိုရေကြောက်တဲ့စိတ်ကိုဖျောက်ထားတာတော်တော်ကြာပြီဒါပေမဲ့အဲ့မှာပြန်ပြီးတော့လုံးဝရေကကြောက်သွားတာဟိုတနေ့က sport shell ဆိုလဲရေထဲမစင်းရဲ့လို့ပြဿနာတော်တော်တက်တာတယ် โอเคအဝေဖန်တဲ့သူတွေအားလုံးကိုလည်းလေဒီတချို့ကလည်းကောင်းစီခြင်းလို့ပေါ့နော်ဆီယမအင်္ဂလိပ်စာလေးပို့လေးလာလိုက်ပါဆီယမဘလိုလေးလုပ်လိုက်ပါကျေးဇူးတင်ပါတယ်ညီမကိုယ်တိုင်လည်းတကယ်ကိုစူးစမ်းနေပါတယ်စာလည်းပြန်လေ့လာနေပါတယ်ပြီးလို့ရှိရင်ဒီ body နဲ့ပတ်သက်ပြီးတော့လည်းညီမက weight အများကြီးချထားတာပြီးတဲ့ကြောင့်အသားပျော့နေရလဲသိပါတယ်တော့ညီမအသားပြန်ကျစ်အောင်လဲစူးစမ်းနေပါတယ်လို့အဲ့လိုမျိုးဝေဖန်အကြံပြုပေးလို့ကျေးဇူးတင်ပါတယ်လို့ဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်